အားလုံးပဲမြန်မာပါဗျာဒီနေ့မှာတော့ကျွန်တော်ကဒီစီကိန်းပြိုင်ပွဲပေါ့နော်မြန်မာ United နဲ့အတင်းအကြောင်းနဲ့ပတ်သက်ပြီးတော့11 Sport ကခြေတဲ့အရေးတာကိုစားနေအောင်လည်းသူတောင်းတပြီးတော့မှဖြစ်ပါတယ်ကိုယ်ရေမင်္ဂလာပါဟုတ်တော့အဲ့တော့ဒီစီကိန်းပြိုင်ပွဲပေါ့နော်ဒီပြန်ရောက်လာပြီနော်အဲ့တော့ဒီလာမယ့်စီကိန်းရောက်ပါဘူးဒီပြိုင်ပွဲရတယ်ဒီပုံစံလေးပြောင်းလာတယ်ကျွန်တော်ကြားသိရအောင်နော်အဲ့ဒီပြိုင်ပွဲပုံစံပြောင်းလာတဲ့အကြောင်းလေးပြီးတော့ဒီစီကိန်းရဲ့တမိုင်းအကြောင်းလေးကိုအချင်းချင်းလေးပြောပြပါဦးမြန်မာ United နဲ့အတင်းအကြောင်းကိုမပြောခင်ဟိုဒီစီကိန်းပြိုင်ပွဲ ပေါ့နော်ဒီနှစ်ဒီနှစ်စီဂိမ်းပြိုင်ပွဲပေါ့ဒီနှစ်စီဂိမ်းပြိုင်ပွဲကအဲပြန်မျိုးသားဘောလုံးပြိုင်ပွဲပေါ့မျိုးသားဘောလုံးပြိုင်ပွဲကကျင်းပတဲ့ပုံစံကပြောင်းသွားပြန်တာပေါ့နော်ဟုတ်ကဲ့ကျင်းပတဲ့ပုံစံပြောင်းသွားတဲ့ဟာလေးအခုနည်းနည်းပြောပြချင်တယ်အခုကအရင်တော့ဆိုလို့ရှိရင်တော့ဒီဟိုစီဂိမ်းဘောလုံးပြိုင်ပွဲတွေကအုပ်စုနှစ်ခုနဲ့ပဲသွားကြတာအဲချစ်စ်ပွဲကိုအရှိတောင်အာရှရဲ့အဆင့်30နဲ့17 ranking ပေါ့နော်အဆင့်30နဲ့17ရှိတဲ့အသင်း2သင်းကချစ်စ်ပွဲ ကန်ရတယ်။များသောအားဖြင့်တော့ Brunei နဲ့ Timor ပဲကန်ကြတာများတယ်။နှစ်တိုင်းလိုလိုပေါ့နော်။နှစ်နှစ်တကောက် Brunei နဲ့ Timor များသောအားဖြင့်ကန်ကြတယ်။အဲဒီက9နဲ့အသင်းက Channel Ranking 1 to 9ရှိရဲ့အသင်းနဲ့ဒီခြေစပွဲအောင်တဲ့အသင်းနဲ့ပေါင်းပြီးတော့10အသင်းအဲဒီ10အသင်းကို9အသင်းနှုတ်စုခွဲပြီးတော့ကစားခိုင်းတယ်ပေါ့နော်။ဒါကစီကိန်းတိုင်ွယ်ကျင်းပရေးကလုံနေကြပုံစံတိုင်းပဲ။ဒါပေမဲ့ဒီနှစ်မှာကျတော့တိုင်ွယ်ကျင်းပရေးပုံစံပြောင်းသွားတယ်။ဘယ်လိုပြောင်းလဲဆိုတော့သူက AFI ရဲ့လူရပေါ့အာဆီယံဘောလုံးဖွဲ့ချုပ်ကသူကသူတို့ရဲ့ AFI ရဲ့ဒီဟိုကတိုင်ပွဲကျင်းတိုင်ပွဲ ဒိုင်းဝင်တော်တော်များများတတန်းလိုက်ပြိုင်ပွဲတွေရာစာအကုန်လုံးကိုသူတို့ကဒီအုပ်စုနှစ်ခုသွားတဲ့စနစ်ကအုပ်စုနှစ်ခုကနေပြီးတော့မှဒီဟိုနှစ်သင်းနှစ်သင်းစီ semi final ကိုတက်တဲ့ပုံစံကနေပြီးတော့မှအုပ်စုသုံးခုသွားတယ်အုပ်စုသုံးခုကနေမှအုပ်စုဘူသုံးသင်းရဲ့အဲ best runner အသသင်းရဲ့အကောင်းဆုံးဒုတိယရတဲ့အသင်းပေါ့နော်အဲ့ဒီအသင်းရဲ့၄သင်းကို semi final တက်စီတဲ့ပုံစံကိုအဲ့ဒါကဒီ2025ခုနှစ်ထဲမှာ AFF ကကျင်းပတဲ့ပြိုင်ပွဲတိုင်းလူလူ အဲ့ဒီအဲ့ဒီ format အတိုင်းနဲ့ပဲသွားတယ်အဲ့ဒီ format အတိုင်းပဲကျင်းပတော့အဲ့တော့စီးကိန်းကိုလည်းဒီ AFF ကဒီပုံစံအတိုင်းပဲကျင်းပတဲ့ပုံစံမျိုးဖြစ်တာပေါ့နော်အဲ့တော့ဒါတကဏ္ဍနောက်တစ်ခုကအခုပြန်ပြောရမယ်ဆိုလို့ကျေလို့ရှင်ဒီ1959မှာစီးကိန်းတိုင်ပွဲကစတယ်ကျုံးဆွယ်အနေနဲ့စတယ်ပေါ့နော်အဲ့တော့59ခုနှစ်တည်းကစပြီးဘောလုံးတိုင်ပွဲတွေကိုထည့်ပြီးတော့ကျင်းပလာတယ်ဘောအဲဘယ်အထိလဲအဲ့ဒီတုန်းက59ကနေစပြီးတော့ကျင်းပတယ်ဆိုတာကဟိုဟာ လွတ်တန်းအနေနဲ့ကျင်းပအသက်ကတ်တချက်မရှိဘူးဘယ်ထိလဲဆို1999ဘရူနိုင်းစီးကိန်းအထိကိုအသက်ကတ်တချက်မရှိဘဲနဲ့အလွတ်တန်းအနေနဲ့ကျင်းပတယ်ဆိုတဲ့အခါကျတော့အဲ့တော့အဲ့ဒါကြောင့်မလို့လဲအကိုတို့ဟိုကာယီတို့လည်းပြီကြတာပေါ့တန်တူအောင်လို့မြေလိုက်ဝင်းလို့ဝင်းအောင်လို့လက်ထက်ဒီမှာအလွတ်တန်းနေကန်ကြတာစီးကိန်းနေပါဆိုလို့ရှိရင်1999အထိကိုအလွတ်တန်းနေနဲ့ကစားပြီးတော့2000ခုနှစ်ကနေစပြီးတော့ under 23ဆိုပြီးပြောင်းလိုက်တယ်အသက်23နှစ်အောင်ဆိုပြီးပြောင်းလိုက်တယ်2001အင်ဒိုနီးရှားစီးကိန်းအောင်မသိဘူး အဲ့ဒီမှာအသက်23နှစ်အောင်လို့ပြောင်းလိုက်တယ်ဒါပေမဲ့ကန့်သက်ချက်အနေနဲ့ဘာပြောထည့်ထားလဲဆိုတော့အသက်ကျော်ကစားသမား3ဦးကိုထည့်ကစားခွင့်ပေးတယ်ဆိုပြီးတော့အဲ့မှာအသက်23နှစ်အောင်နေတဲ့ဟိုကဖြစ်တယ်အဲ့ဒီကနေပြီးတော့မှ2018ခုနှစ်2018စီဂိမ်းတီကိုအဲ့ဒီအတိုင်းသွားတယ် Under 23 Plus 3အသက်ကျော်ကစားသမား3ယောက်ဆိုအဲ့ဒီအတိုင်းသွားတယ်2018ကျတော့တခါထပ်ပြောင်းသွားပြန်တယ်ဘာလဲဆိုတော့ Under 23ကနေပြီးတော့ Under 22ဆိုပြီးဖြစ်သွားတယ်23နှစ်အောင်ကနေ22နှစ်အောင်ဖြစ်သွားတယ်2018မှာ 22နှစ်ယောက်ကစားသမား +3 တက်ကြွယ်ကစားသမား3ယောက်ကိုထပ်ပြီးတော့ထဲဝင်ပေးတယ်အသက်22နှစ်ယောက်ကစားသမားဖြစ်သွားတယ်ဒါပေမဲ့အခု2025အဲ့ဒါဘယ်ထိလဲဆိုတော့ပြီးခဲ့တဲ့2023ကမ္ဘောဒီးယားစီးကိန်းအထိအခု2025ထိုင်းစီးကိန်းလဲကြလဲကြောအသက်ကြွယ်ကစားသမား3ယောက်ထဲဝင်မပေးတော့အသက်22နှစ်ယောက်ကစားသမားပဲဖြစ်ရမယ်ဟုတ်အဲ့လိုမျိုးနော်ဘယ်အသက်ကြွယ်ကစားသမားမှာဘယ်အသင်းမှာမပေးတော့ဘူး အသက်20ဒီပြိုင်ပွဲကစီးကိန်းဘောလုံးပြိုင်ပွဲကအသက်22နှစ်အောင်တီးတန့်ပြိုင်ပွဲဖြစ်ရမယ်ဆိုပြီးတော့အခု2025ထိုင်းစီးကိန်းကနေစပြီးတော့အဲ့ဒီတိုင်းဆိုတော့ဟိုဖော်မတ်ချပြီးတော့ဒီဒီမူနဲ့ပဲသွားတဲ့သဘောပေါ့နော်ဒါကခုနအခုပြောတဲ့အခုပြောချင်တဲ့ဒီပြိုင်ပွဲစီးကိန်းပြိုင်ပွဲရဲ့အပြောင်းလဲလေးကိုအခုဘိုးတုဒ္ဒအနေနဲ့ပြောပြတာပါဟုတ်ကဲ့ပါဘာအဲ့တော့စီးကိန်းပြိုင်ပွဲအတိကျွန်တော်ဒီအာဆီယံဒေသတွေမှာဆိုအစင်းလာကြီးမားတယ်ဟိုထောင်ကိုခုနကပြောတဲ့1959လေးကစတဲ့ပြိုင်ပွဲဆိုတော့လေအဲ့တော့ဒီပြိုင်ပွဲမှာလည်းဒီ ပြန်မွေးမွေးအတင်းကြီးရဒီအောင်မြင်မှုရဖို့လည်းတော်တော်လေးပေါ့နော်ဟိုရေမှန်းချက်ထားပြီးကစားကြတော့အဲ့တော့ဒီလက်ရှိအချိန်မှာမြန်မာ22အတင်းကတော့ဒီကစားသမားအပိဓာတ်ဇင်းနဲ့ချိန်ညာပြီးွားရဲ့အဲ့တော့ဒီလက်ရှိ22အတင်းပေါ့ကိုယ့်ရဲ့အမြင်လေးပြောပြပါဦးဒီမြန်မာ22အခုလက်ရှိစုဖွဲ့ထားတဲ့စီကိန်းအခုထိုင်းအောင်ရောင်းနေပေါ့နော်ဟုတ်ကဲ့ဒီမြန်မာ22အတင်းကိုစပြောမယ်ဆိုလို့ရှိရင်အကူရောတော့အခုဒီအသင်းကိုတာဝန်ယူနေတဲ့ဒီဂျပန်နေပြကိုဘောလုံးဖွဲ့ချုပ်ကမြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ် MFF ကနေစပြီးတော့ တာဝန်ပေးခန့်အပ်လိုက်တဲ့အချိန်ကနေစပြောင်းအောင်ပေါ့ဒါမှလည်းဟိုအဆင်ပြေမှာပေါ့အဲ့တော့ဘောလုံးဖွဲ့ချုပ်ကမြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ် MFF ကနေပြီးတော့အခုဒီဂျပန်နီးပြကူရိုဆာကီပေါ့နော်သူ့ကိုပြီးခဲ့တဲ့ February မှာစပြီးတော့ခန့်လိုက်တယ်ဒီအဓိကပြိုင်ပွဲကတော့အဲတက်ကက်ကတော့၃ခုရှိတယ်ဟုတ်ကဲ့အာဒီနှစ်ထဲမှာပဲကစားပြီးသွားပြီပြိုင်ပွဲနှစ်ခုကတော့ပြီးသွားပြီအာဆီယံ U23 Championship ရယ်အာရှ U23 ချေစပွဲရယ်ဟုတ်ကဲ့နောက်တစ်ခါဒီအခု2025ထိုင်းစီးရယ် ဒီ၃ခုအတွက်ကိုဒီပြိုင်ပွဲ၃ခုအတွက်ကိုဒီဂျပန်နီးပြောက်ကိုခန့်လိုက်တာကိုရိုဆာကီပေါ့နော်ကိုရိုဆာကီအဲ့တော့ကိုရိုဆာကီကလည်းပြောရမယ်ဆိုလို့ရှိလို့ရှိရင် UFA Pro License ရထားတဲ့နီးပြောက်ဟုတ်ပြီးရင်ဂျပန် J League နာမည်ကြီးကလပ်ကာရှီမာအန်ဒလာကိုပွဲပေါင်း150ကျော်ကစားထားတဲ့တကယ် Legend Player ဟုတ်ကဲ့နော်သူကလည်း Profile ကတော့ Low Profile မဟုတ်ဘူး Profile ကြီးတယ်ပေါ့နော်တကယ်မြင့်တဲ့ဟိုပါနီးပြောက်တယောက်ပါပေါ့ဆိုတော့အခါကျတော့ तू ကဒါပေမဲ့ဘာဖြစ်လဲသူ့လက်ထက်မှာမြန်မာယူ22အသင်းက ဟိုရလက်ပိုင်းကတော့အခုချိန်ထိလုံးဝအားရစရာအခြေအနေမှာမရှိသေးဘူးသူ February မှာသူ့ကိုစပြီးတောင်းပေးတယ်မက်လာမှာအကိုတို့ဟောင်ကောင်နဲ့ဟောင်ကောင်ယူနစက်နဲ့အတင်းနဲ့ခြေစမ်းပွဲနှစ်ပွဲကစားတယ်နှစ်ပွဲစလုံးတည်ကြတယ်နော်ရန်ကုန်မှာပဲကစားတာတည်ကြတယ်နောက်တစ်ခါပြီးတော့အကိုတို့တရုတ်ကိုသွားပြီးတော့ခြေစမ်းပွဲနှစ်ပွဲကစားခိုင်းတယ်တရုတ်ယူနစက်နဲ့အတင်းနဲ့နှစ်ပွဲစလုံးရှုံးတယ်အဲ့ရနေပြီးတော့အကိုတို့နှစ်လေပိုင်းလောက်ပါပေါ့နော်ဂျလိုင်ဖြစ်လိမ့်မယ်ထင်တယ်အဲ့ဒီမှာ ASEAN U23 Championship ပြိုင်ပွဲကိုဝင်ပြိုင်တယ် ဝင်ပြိုင်တဲ့ခါတော့ခုနအခုပြောသလိုပဲအာဆီယံဘောလုံးဘွဲ့ချုပ် AFF ကအဲပြိုင်ပွဲရဲ့ကျင်းပတဲ့ format တွေကိုပြင်ထားပြီးပြီး၃အုပ်စုနဲ့ပဲသွားတယ်အရင်လို၂အုပ်စုနဲ့မသွားဘူး၃အုပ်စုနဲ့သွားတဲ့အတွက်ကြောင့်အခုတော့အုပ်စုမှာအရင်လို၄သင်းမဟုတ်တော့ဘူး၃သင်းပဲရှိ၃သင်းပဲရှိတော့တာပေါ့နော်၃သင်းရှိတဲ့ခါကျတော့အခုတော့အဲ့လိုကထိုင်းတီမွန်နဲ့လာကြတယ်ထိုင်းတီမွန်ကအခုပွဲဥဒ်တီမွန်နဲ့ကစားတယ်တီမွန်နဲ့ကစားတီမွန်လို့ ASEAN region ရဲ့ ဘောလုံးစစ်တန်း ranking အနိုင်ဆုံးအသင်းကွာအဲ့ဒီအနိုင်ဆုံးအသင်းကိုနိုင်မယ်ပဲအကုန်လုံးအတွက်ကြတာပဲเนาะမြန်မာမြန်မာဘောလုံးရဲ့ triple ဖြစ်တာရှိရတာပေါ့เนาะဒါမှမဟုတ်တီမောကို44နဲ့တည်သွားကြတယ်ဟုတ်ကဲ့အဲ့တော့တီမောကိုမနိုင်ဘူးမနိုင်တော့ထိုင်းနဲ့ဒုတိယပွဲကစားတယ်ထိုင်းကိုလည်းအကုန်တည်ထက်ကြတယ်တက်ကြပြီးတော့မြန်မာအသင်းကအုပ်စုကနေပြန်လာတယ်ပြန်လာပြီးတော့ဒီပြည်တွင်းမှာပဲ ဟိုကစားသမားတွေကလည်းအမန်ကလပ်တင်းတွေစီပြန်ရောက်သူတို့ကသူတို့အမန်ကလပ်တင်းတွေမှာပြည်တွင်းပွဲတွေပြန်ကစားပါတော့တခါဟိုယူနိုက်တက်သုံးကသူ့ဘက်သူပြန်ပြီးစုဖွဲ့ပြီးတော့ဟို training match လေးတွေကစားတယ်ဒီပြည်တွင်းကလပ်တင်းလေးတွေနဲ့ပေါ့အမန်တင်းလေးနဲ့ training match လေးတွေပါလေကစားကစားပြီးတော့နောက်ကျတော့အာရှချေစပွဲကိုကစားတယ်ကူရိုဆာကီပဲဂျပန်နီးပြပဲအပြောင်းလဲမရှိဘူးဒါပေမဲ့အဲ့ဒီချိန်မှာတော့မြန်မာဘောလုံးပရိသတ်ကတော့တိတဲ့အတိုင်းကိုဝေဖန်နေကြပြီပေါ့နော်တီမောတည်ကြရတယ်ဆိုကြရဝေခံနေကြပြီဒီဂျပန်နီးပြပါဖြစ်တယ်ညာဖြစ်တယ်ပေါ့အဲ့တော့အာရှချေစပွဲမှာအကူရောဂျပန်ကိုဝိတ်အာဖရိကန်နက်စတန်နဲ့ အခုတော့အုပ်စုတင်မှာတည်ကြတယ်ဂျပန်ကူဝိတ်တို့နဲ့တည်ကြပြီဆိုတော့အခြေစပွဲကမအောင်နိုင်တော့ဆိုတော့ဒါတော့ဟိုဟာဖြစ်ပြီးသားပဲဒါတော့လွယ်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 လေးတွတ်လို့ရပြီးသားပဲအခုတော့တကယ်လက်ခြေစပွဲကမအောင်ခဲ့ပါဘူးဒါပေမဲ့ကူဝိတ်ကိုအခုတော့တည်ကစားနိုင်ခဲ့တယ်မြန်မာယူ20နှစ်အတင်းကကူဝိတ်ကိုတည်ကစားတယ်ဂျပန်ကိုလည်းဟို1 2တိကိုနောက်ဆုံးမိနစ်တိကစားတယ်နောက်ဆုံးမိနစ်ကြောက်တော့မှအခုတော့ဂျပန်ကိုကိုဟာဖြစ်ပြီးတော့1 2နဲ့ရှုံးသွားတာပေါ့နော်1 1တည်စီကစားတာပေါ့နော်1 2နဲ့ရှုံးသွားတယ်အဲအာဖဂန်နစ္စတန်ကိုလည်းအခုတော့ရှုံးတယ်ဆိုတော့ ခြေစပွဲကလည်းထပ်လိုက်ရတဲ့သဘောပေါ့နော်ဒီနေရာမှာဘာတစ်ခုပါပြောခြင်းလဲဆိုတော့ကူဝိတ်ကိုတည်ရေကစားပဲဂျပန်ကိုခြေတူကစားပြီးနောက်ဆုံးမိနစ်ကျမှဂိုးပေးရတဲ့အသင်းကအဖဂန်နစ္စတန်အသင်းကိုဘာလို့ရှုံးလဲကို့မြေပေါ်မှာရန်ကုန်မြေသူဝနာကွင်းမှာဘာဖြစ်လို့အာဖဂန်နစ္စတန်အသင်းကိုရှုံးရတာလဲနော်အဲ့ဒီကတချက်မေးခွန်းထုတ်เสียရှိလာတယ်ထားလိုက်တော့အာရှခြေစပွဲလည်းမအောင်ပြန်ဘူးအောင်မဲနဲ့ဒီလိုပဲမြန်မာကဟိုဟာဖြစ်သွားတာပေါ့နော်အဲ့ဒီကနေပြီးတော့အခါလေး မြန်မာယူ20နှစ်အသင်းကဒီလိုပဲပြည်တွင်းမှာပဲကလပ်အသင်းလေးတွေနဲ့ training match တွေကစား training match တွေကစားကစားပြီးတော့မှပြီးခဲ့တဲ့အောက်တိုဘာမှာဂျပန်မှာဂျပန်ကိုဘောလုံးဖက်ချက်ကလွှတ်ပေးလိုက်တယ်ကန့်သွားပြီးတော့ကန့်ပို့လိုက်တယ်အဲ့မှာဂျပန်ကလပ်အသင်း3သင်းနဲ့ training match ကစားတယ် official ပါ officially မဟုတ် international friend ကို training match ကစားတယ်အဲ့3သင်းအဲ့3ပွဲမှာလည်းရှုံးပြီးပြန်လာတယ်ပြန်လာပြီးတော့မှအခု CK ကိုသွားတာပေါ့နော်အခုထိုင်း CK ကိုသွားတာပေါ့အဲ့တော့ ဲ့တော့ training mat တွေပြည်တွင်းမှာကစားတဲ့ MN club team တွေနဲ့ကစားတဲ့ training mat တွေဂျပန်တိုးမှာကစားတဲ့ဂျပန် club team တွေနဲ့ training mat တွေကိုအခုဖယ်လိုက်ရင် international friendly ရဲ့ international tournament တွေရဲ့ international tournament ဆိုရင်နှစ်ခုရှိမယ် ASEAN ပြိုင်ပွဲရှိမယ် ASEAN ပြိုင်ပွဲရှိမယ် international friendly ရခုနကအခုပြောတဲ့ Hong Kong တို့တရုတ်တို့နဲ့ပွဲရှိမယ်ဆိုလို့ရှိရင်ဒီဂျပန်နေပြကူရိုဆာကီလက်ထက်မှာမြန်မာ United နဲ့အသင်းက၉ပွဲကစားပြီးသွားပြီ၉ပွဲမှာမြန်မာ United တပွဲမှနိုင်ပွဲမရသေးဘူး ဟုတ်ကဲ့ပါတပွဲမှနိုင်ခွင့်မရသေးဘူးအဲတပွဲမှနိုင်ခွင့်မရသေးတဲ့အသင်းအခုထိုင်းစီဂိမ်းသွားပြီထိုင်းစီဂိမ်းမှာအခုအကိုတို့ဖိလစ်ပိုင်အင်ဒိုနီးရှားတို့နဲ့တွေ့စားရတော့မယ်အရင်တော့ကတော့စင်ကာပူပါလေးရပါအုပ်စုမှာအခုတော့ကမ္ဘောဒီးယားနဲ့တော်တော်စင်ကာပူကဟိုဘက်ထိုင်းအုပ်စုတွေရောက်သွားပြီပေါ့အဲတော့ကိုတို့ဘလို့လာမလဲတော့မသိဘူးပေါ့ဆက်ဆောင်ကြည့်ရမယ်တပွဲဟုတ်ကဲ့အဲတော့ကိုရဲဒီမြန်မာဒီအုပ်စုတွဲမှာတွဲမှာဒီဖိလစ်ပိုင်နဲ့အင်ဒိုနီးရှားအောင်နော်ဒီအသင်းတွေကြောင်းကိုနည်းနည်းလေးပြောပြပေးပါဦးအင်း ဒီစမှာ9ရက်နေမှာမြန်မာနဲ့ဖိလစ်ပိုင်နဲ့အုပ်စုပထမဆုံးပွဲစောက်တွေ့မယ်ဒီပွဲကနှစ်သင်းစလုံးအတွက်ဟိုအရန်အရေးပါတယ်ဒီနှစ်ဒီပွဲကိုနိုင်တဲ့အသင်းကသာလျင်နောက်တစ်ဆင့်တက်ဖို့ဆီမီဖိုင်နယ်တက်ဖို့ညှော်လင့်ချက်ရှိမှာဖြစ်တယ်အဲကြောင့်လဲဆိုတော့ဒုတိယပွဲကအင်ဒိုနီးရှားနဲ့ပွဲကဟိုဒီပွဲရဲ့အနိုင်ဆုံးပုံမှာအင်ဒိုနီးရှားနဲ့ပွဲကအသက်ဆက်မယ်မဆက်ဘူးဆိုတာကဒီပွဲကအဓိကသွားကြတာပေါ့နော်ဆိုတဲ့အခါကျတော့အဲ့တော့ဒီပွဲကအရန်ရေးကြည့်တယ်အဲ့တော့ဖိလစ်ပိုင်ကဘာလဲဆိုတော့ မြန်မာအတွက်တခုဟိုဟာဖြစ်တာကဖိလစ်ပိုင်က အခုချိန်မှာဟိုဟာမြန်မာအသင်းလိုပေါ့နော်အစင်တစိုက်ဟိုဟာ training လုပ်ထားတာမျိုးစုဖွဲ့ထားတာမျိုးမရှိဘူးအကိုသိသလောက်လေးလာထားကြည့်ရတော့ဆိုလို့ရှိလို့ရှိရင်ဖိလစ်ပိုင်ယူနီဆက်နဲ့အသင်းကအခုဘာဖြစ်လဲဆိုတော့သူတို့ကပြီးခဲ့တဲ့အာရှယူနီဆက်3ခြေစစ်ပွဲပြီးကြတဲ့ဟိုဟာသူတို့အသင်းကစုဖွဲ့ထားခြင်းမရှိဘူးဟုတ်ကဲ့ပါသူ training နိုင်ငံက international friendly match ကစားထားတာလည်းမရှိဘူးဘာကြောင့်မရှိလဲဆိုတော့ဖိလစ်ပိုင် အသင်းမှာ ဟိုကစားသမားတော်တော်များများပြပထွက်ကစားနေတယ်ကစားသမားတွေနဲ့ဖိလစ်ပိုင်အသင်းကိုဖွဲ့ထားတာအဲအကိုတိရတော့ဆိုအမေရိကန်ဂျာမနီစပိန်အဲအမေရိကန်ဂျာမနီစပိန်အင်္ဂလန်နောက်တော့ကဂျပန်ထိုင်းအဲ့ဒီနိုင်ငံတွေမှာတွားကစားနေတဲ့ကစားသမားတွေနဲ့စုဖွဲ့ထားတာဖြစ်တဲ့အတွက်ကြောင့်သူတို့ကဒီကစားသမားတွေကိုပြန်ပြီးတော့ကော်ဒတ်ပြန်လုပ်ပြီးတော့ international friendly ကစားဖို့ပြည်တွင်းမှာပဲဖြစ်ဖြစ်ပြည်ပတနိုင်ငံမှာကစားဖို့ဆိုတော့သူတို့တို့ကတော်တော်လေးကိုခဲရင်းတဲ့အနေအထားရှိတယ်။ဒါကြောင့်မလို့သူတို့က international friendly မှာကစားထားခြင်းနိုင်တဲ့အခြေအနေမှာမရှိဘူး။အဲ့ဒါမြန်မာအတွက်တပန်းတာနေတာပေါ့နော်။အဲ့တော့အကိုတို့ကအနည်းဆက်ဆုံးဖိလစ်ပိုင်ရဲ့ခြေကိုပြန်ကောက်မယ်ဆိုလို့ရှိလို့ရှိရင်ပြီးခဲ့တဲ့အာရှ United 23ခြေစစ်ပွဲကခြေကိုပဲပြန်ကြည့်ရမယ်။ခြေစစ်ပွဲမှာဆိုလို့ရှိရင်အဲ့မှာဖိလစ်ပိုင် United 23တင်းကဆီးရီးယား၊တာဂျစ်ကစ္စတန်၊နီပေါ်နဲ့တေးကြတယ်။နီပေါ်နဲ့အုပ်စုတွေမှာဆိုကြတယ်။ အဲ့မှာဆီးရီးယားကိုရှုံးတယ်တာဂျီကစ္စတန်နဲ့နီပေါ့အနိုင်ကန်လာတာဖြစ်တဲ့အတွက်ကြောင့်ဖိလစ်ပိုင်ရဲ့ခြေစွမ်းကရှော့တွက်လို့မရဘူးတာဂျီကစ္စတန်လိုအသင်းပေါ့နော်တာဂျီကစ္စတန်လိုအသင်းကိုအနိုင်ကန်လာတာဖြစ်တဲ့အတွက်ကြောင့်မြန်မာနဲ့ရှော့တွက်မယ်ဆိုလို့ရှိရင်တော့မြန်မာခံရဖို့များတယ်အဲ့တော့ဒီအာရှယူနစက်လုံးခြေစွမ်းပွဲရရက်လက်ကိုပဲအနည်းဆက်ဆုံးယူရမှာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကခုနအကိုပြောသလိုပဲပြပထွက်ကစားသမားတွေကိုအခြေခံလာတာဖြစ်တဲ့အတွက်ကြောင့်ဒီဟာတရားတစ်ချက်ကိုလည်းကိုယ်တို့မြန်မာယူနစက်နဲ့အနေနဲ့ဒါကိုလည်းထည့်ပြီးတော့စဉ်းစားဖို့လိုတယ်ပေါ့နော် ဟုတ်ကဲ့ပါအဲ့တော့ဒီဖိလစ်ပိုင်တနေ့ပွဲရောဒီပြောရမယ်ဆိုရင်မြန်မာအသင်းတို့ကမျှော်လင့်ချက်တော့ရှိနေတယ်ဒါပေမဲ့လည်းနည်းနည်းတော့ခက်မဲ့နေတာမျိုးရှိရပါတော့အဲ့တော့အင်ဒိုနီးရှားကတော့ဒီအုပ်စုမြန်မာဘာအုပ်စုတွေမှာအင်အားကောင်းဆုံးလို့အကိုယူဆလာပါတော့အင်ဒိုနီးရှားနဲ့ပွဲရောဒီမှာဘလို့ဖြစ်လာတယ်ရှေ့ပွဲနဲ့တော့တော်တော်မှုတည်တာပေါ့လေအဲ့တော့ခုနကဖိလစ်ပိုင်နဲ့အာဟိုတစ်ချက်ပြန်ပြီးကောက်ရမယ်ဆိုလို့ရှိလို့ရှင်အကိုတို့ပြီးခဲ့တဲ့2023ကမ္ဘောဒီးယားစီဂိမ်းမှာ ြန်မာနဲ့ဖိလစ်ပိုင်အုပ်စုထဲမှာကြာခဲ့သေးတယ်။ဟုတ်ကဲ့။အဲ့ဒီတော့မြန်မာကဖိလစ်ပိုင်ဝမ်းစီးနဲ့နိုင်ထားတယ်။ဟုတ်ကဲ့။အဲ့ဒီဟာလေးတခုတော့ရှိတာပေါ့နော်။အဲ့ဒီဟာလေးကိုအပေါ်ကပြန် carry ယူမလား။အဲ့ဒါလေးနဲ့အဲ့ဒီဟာလေးကိုပဲ motivate လုပ်ပြီးတော့ပဲအခုဒီပွဲမှာဖိလစ်ပိုင်ကငါတို့ဘယ်လိုဟောဖြစ်မလဲဆိုတဲ့ဟာမျိုးနိုင်အောင်ဘယ်လိုကစားအောင်လဲဆိုတာလေးအဲ့ဒါတခုရှိတာပေါ့။ and ပြီးရင်အခုနောက်ထပ်အင်ဒိုနီးရှားနဲ့ပွဲမြန်မာမြန်မာအသင်းရဲ့အခုဒီစီးကိန်းမှာ ဒီ schedule ဆွဲထားပုံကြီးရဆိုလို့ရှိရင်မြန်မာကအင်ဒိုနီးရှားရောဖိလစ်ပိုင်နှစ်သင်းစလုံးထက်ကိုအားသာတာတကူကဘာလဲဆိုတော့မြန်မာကဖိလစ်ပိုင်နဲ့အင်ဒိုနီးရှားနဲ့ပွဲကြားတွေမှာတပတ်နာဟုတ်ကဲ့9ရက်9ရက်နေ့ကစားဖိလစ်ပိုင်နဲ့9ရက်နေ့ကစားပြီးလို့ရှိရင်အင်ဒိုနီးရှားနဲ့ကြာရင်12ရက်နေ့မှာကစားအောင်ဟုတ်ကဲ့ပါအဲဒါကြောင့်မို့တပတ်လုံးမြန်မာနားခွင့်ရှိတယ်အင်ဒိုနီးရှားကကြတော့၈ရက်နေမှာဖိလစ်ပိုင်နဲ့ကစားမယ်ပြီးရင်၁၂ရက်နေမှာမြန်မာနဲ့ကစားမှာဖြစ်ကြာကလာ၃ရက်ပဲနာခွင့်ရှိတယ်အင်ဒိုနီးရှားအဲ့တော့အင်ဒိုနီးရှားကဖိလစ်ပိုင်နဲ့ကစားပြီး၃ရက်အကြာမှာမြန်မာနဲ့ န်းမှာဖြစ်တဲ့တော့ကြောင့်မြန်မာအဲ့ချိန်မှာတပလုံးနားထားတာဖြစ်တယ်။အဲ့တော့အဲ့ဒီခါလေးကိုမြန်မာအားသာကြရှိတယ်ပေါ့နော်။ဒါကအခုကြံဖန်ပြီးတော့ရှောက်ထွေပြီးပြောပြတာပါ။တကယ်တကယ်လည်းကြတော့ဒီလိုလည်းမဟုတ်ပါဘူး။ဆိုတော့အင်ဒိုနီးရှားကအခုလက်ရှိနီးပြကပြည်ရင်းနီးပြပဲအင်ဒရာပဲ။သူကဒူဒီအင်ဒိုနီးရှားမှာဆိုလို့ရှိလို့ရှိရင်လူငယ်အသင်းတွေကိုတောက်လျှောက်လူငယ်အသင်းတွေကိုပဲသူဘယ်လိုပြောမလဲ။ဟိုပါပေါ့။ဟိုပေါ်လစ်တင်လာတဲ့နီးပြ U19 အသင်း U19 U19 U20 U23 အဲ့ဒီအသင်းတွေကိုပဲသူတောက်လျှောက်ကင်လာတာဖြစ်တဲ့အတွက်ကြောင့်သူကဟိုပါဘောနော်ဒီဒီဒီနီးပြားနဲ့ဒီကစားသမားတွေနဲ့ဂျားထဲမှာကအသားကြပြီးသားဖြစ်နေပြီဟုတ်ကဲ့ပါဘယ်ကစားသမားလူငယ်တွေအသင်းတွေကိုတောက်လျှောက်ကင်လာတာဖြစ်တဲ့ကြောင့်ဘယ်ကစားသမားကပါဘယ်ကစားသမားကပါဆိုတော့သူကောင်းကောင်းသိပြီးသားကောင်းကောင်းသူကင်တွယ်နိုင်ပြီးသားအဲ့တော့ဒီကစားဒီကစားသမားတွေနဲ့လည်းနှစ်ပေါင်းများစွာအကြာကြီးသူလက်ပွန်းတတိနေလာတာဖြစ်တဲ့အတွက်ကြောင့်ဒီအခုစီးကိန်းဝင်တဲ့အင်ဒိုနီးရှားကစားသမားတွေနဲ့ဒီနီးပြားနဲ့ဂျားထဲမှာလည်း ဟိုတတားလေးလိုဖြစ်နေတယ်အဲ့အဲ့ဒါကြောင့်မို့ तू ကဒီအင်ဒိုနီးရှားအသင်းကတော့တော်တော်လေးကိုကြေညက်နေတဲ့အသင်းဖြစ်တယ်အဲ့တော့ဒီအင်ဒိုနီးရှားယူ20အသင်းอ่ะဗောနော်အဲအခုလက်ရှိမှာဆိုလို့ရှိလို့ရှိရင်လည်း तू ကပြီးခဲ့တဲ့2023ကမ်ဘောဒီးယားစီးကင်းရဲ့လက်ရှိချန်ပီယံအသင်းလည်းဖြစ်တယ်။နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်အခုဟိုဒီနှစ်ထဲမှာပဲကျင်းပသွားတဲ့ဒီ2025အာဆီယံ U23 Championship ပြိုင်ပွဲမှာဆိုလို့ရှိရင်လည်းဘိုလူပွဲထိတက်ထားတယ်။ဘိုလူပွဲမှာဖီယန်နန်ကို0-1နဲ့ရှုံးပြီးတော့ရှုံးထားတဲ့အသင်း ဆိုတော့ဘိုလ်လူပွဲထိရောက်ထားတဲ့ဖင်ပေါ့နော်နောက်တစ်ခါအာရှခြေစစ်ပွဲမှာဆိုလို့ရှိရင်ခြေစစ်ပွဲတော့မအောင်ဘူးဒါပေမဲ့ဟိုဂျပန်တို့ဘာလို့တူတင်ကိုတင် ပေါ့နော်ကစားပြထားတဲ့ခြေစွမ်းအရင်ကောင်းတဲ့အသင်းပေါ့နော်ဆိုတော့အခါကျတော့နောက်ပြီးဒီစီကိန်းပြိုင်ပွဲမတိုင်ခင်မှာလည်း international friendly match နှစ်ပွဲကစားထားတယ်အိန္ဒိယတို့တောင်အာဖရိကဟိုအာဖရိကကမာလီတို့ပေါ့နော်အဲ့လိုအသင်းတွေနဲ့ကစားထားတဲ့အသင်းပေါ့အဲ့တော့ဟိုပြင်ဆင်မှုပိုင်းဆိုလို့ရှိရင်လည်းအင်ဒိုနီးရှားကအရင်ကောင်းတယ်နောက်ခုနကပြောသလိုပဲနီးပြားနဲ့ကစားသမားတွေကြားရဲ့စုဖွဲ့မှုကလည်းတသားတည်းရှိတာဖြစ်တဲ့အတွက်ကြောင့်ခုနညီမအသင်းအနေနဲ့ရတော့အုပ်စုပထမပွဲကစားမဲ့ ဖိလစ်ပိုင်ထက်ကိုအင်ဒိုနီးရှားနဲ့ကစားရမယ်ဒုတိယပွဲဟာပို့ပြီးတော့ခက်ခက်ခဲခဲနဲ့ကြက်ကြက်တဲတဲနဲ့ရုံးကန်ရမယ်အခြေအနေမှာရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးပဲကိုပြောချင်ဒါပေမဲ့မြန်မာအသင်းအနေနဲ့ကတော့ဒီနှစ်ပွဲစလုံးကတော့ဟိုမနိုင်နိုင်စရာတော့အကြောင်းရှိပါဘူးဘောလုံးကဘာမှမဆိုဖြစ်နိုင်တယ်မြန်မာကစားသမားတွေရဲ့အခုလက်ရှိစုဖွဲ့မှုပေါ့နော်တခုရှိတာဒီမြန်မာအသင်းမှာကအကိုတက်ဆက်သေးပြောချင်တာပေါ့နော်မြန်မာအသင်းမှာက ဟိုအခုဆိုလို့ရှိလို့ရှင်ဟိုဇော်ဝင်းသိန်းတို့အောက်ကနိုင်တို့စွမ်းထတ်တို့စသဖြင့်မတော့အာကာကျော်တို့ဒီကစားသမားတွေရဲ့ခြေစွမ်းအရန်ကောင်းတယ်တကယ်ဟိုဟို national team မှာမမောင်ဝင်းတို့လိုလောက်ခြေစွမ်းမရှိရင်တော့မှာပဲမမောင်ဝင်းမမောင်ဝင်းတို့ဒီဟိုဟာတို့နဲ့ဟိုမသိမ့်မင်းခြေစွမ်းဟိုနော်တဆင့်ဟိုဟာဖြစ်တဲ့ကစားသမားတွေရဲ့ခြေစွမ်းကောင်းကောင်းရှိတယ်ဆိုတဲ့အခါကျတော့ဒါပေမဲ့ဒီမြန်မာ United team မှာဒီလိုအရန်ကောင်းတဲ့ကစားသမားတွေရှိနေပေမဲ့လေဒီကစားသမားတွေကိုနောက်ကနေပြီးတော့ ဟိုဟာဖြစ်မဲ့ရန်မဲ့ကစားသမားပေါ့နော်အခုဆိုလိုချင်တာက first line ရဲ့ player နဲ့ဒီအရန်ကစားသမားနဲ့ဂျားရဲကတ်ပေါ့အဲ့ဒီကတ်ကနည်းနည်းဟာနေရဲ့လို့အပေါ်မြင်တယ်အဲဟိုဆိုလိုချင်တာကအဲ queen queen နဲ့မှာကစားတဲ့ကစားသမားကထားပါတော့ injury ကြောင့်ပဲဖြစ်ဖြစ်တကူအကြောင်းတူကြောင့်မကစားနိုင်လို့ကျလို့ရှိရင်ဒီ bench မှာထိုင်နေတဲ့ကစားသမားကအစားထိုးဝင်ပြီးတော့ကစားတဲ့ခါကျရင် queen နဲ့ကကစားသမားလောက် performance ကောင်းကောင်းမလုတ်ပြနိုင်တဲ့အခြေအနေမျိုးတွေမှာအခုမြင်တွေ့နေရတာလေးတော့ရှိရပါတော့။ဒါလေးတွေကိုပြင်နိုင်ရင်တော့ကောင်းမယ်ပေါ့နော်။ဟုတ်ကဲ့ပါကွာ။အဲ့တော့ဒီစီကိန်းပြိုင်ပွဲမှာမြန်မာ United နဲ့အတင်းကြောင်ကိုပြည့်စုံထုတ်တက်ပြီးတော့ကျေးဇူးတင်ပါတယ်ဗျာ။ဟုတ်ကဲ့ပါကျွန်တော်လာမယ့်စီကိန်းပြိုင်ပွဲမှာမြန်မာယူနီဆက်နဲ့အတင်းကဖိလစ်ပိုင်အင်ဒိုနီးရှားလိုနဲ့ကြာရောက်နေပြီးတော့ဒီဘလိုခြေစွမ်းတွေဖြစ်လာနိုင်လဲဆိုတော့ဘလိုရည်ရည်ထုတ်ပေါ်နိုင်လဲဆိုတော့ကျွန်တော်တုံ့တက်ပေးခဲ့ဖြစ်ပါတယ်ဗျာကျေးဇူးပေးခဲ့တဲ့အတွက်အားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျာ